ယနေ့သာသနာတော်တက်ကလေး2568ခုနှင့်ကောဇာတက်ကလေး1386ခုနောင်တကူလဇန်9ရက်နေ့၄ရက်လေးလပိုင်း2025ခုနှစ်မင်္ဂလာရှိသောတောက်ကြနေ့ရှင်ခာသမယဝေတောင်ကြီးမြို့အကြောင်းကြီးစုရက်ွယ်နင်းစီလန်ရှိပင်စင်ရနေမီ30တွင်းတို့ ဥအောင်လိုင်းဒေါ်တင်မာအေးမိသားစုတို့၏နေအိမ်မင်္ဂလာဝယ်ပြုလုပ်စင်ဝယ်ကျင့်ပတ်အပ်သောမောင်စင်မောင်မောင်ဦးမတ်သူစာဖြုံဒရုတာဒရုတမိတို့၏မင်္ဂလာအကျိုးမင်္ဂလာဆွန်ကျွေးပေါ့နော်ကဲဒီမှာဘုန်းကြီးဟောအပ်တဲ့တရားကတော့ပြုံးကျင်မင်္ဂလာဆောင်ဗာတရားလေပြုံးကျင်မင်္ဂလာဆောင်ပါဗျာကဲပြီးပြီပေါ့ပြုံးကျင်ဘာလို့ကြောက်လဲမင်္ဂလာဆောင်ပါပြုံးကျင်မင်္ဂလာဆောင်ခေဆိုပြီးတော့ ယောက်ျားလုပ်တဲ့လူတွေကမိမယူပြမိမယူလုပ်တဲ့ပုဂ္ဂိုလ်တွေကယောက်ျားယူကြဆိုပြီးအပြိုင်နေမင်္ဂလာတွေဆောင်မနေကြနဲ့ဟုတ်နော်နော်အပြိုင်နေမင်္ဂလာဆောင်နေကြနဲ့ဟုတ်တယ်လေအဲ့ဒါကိုပြောတာမဟုတ်ဘူးနော်နံပါတ်1ယုံကြည်ရင်ကိုအရင်ရှင်းပြမယ်နော်နည်းနည်းရှင်းပြမယ်ဒုဒ္ဒကရကမတို့လူတယောက်မှာအပြုံးကအလားဆုံးမဟုတ်လားမှန်ပါဗျာကဲပြုံးပြီဟေ အပြုံးကလည်းသူကနှမျိုးရှိတယ်အကျဉ်းအပြင်းနော်အကျဉ်းပဲပြောသေးတာနော်အကျဉ်းချက်လို့ရသေးတယ်အပြုံးရဲ့တတ္တနာအများကြီးပဲအဲ့တော့အကျဉ်းအပြင်းပြောမယ်ဆိုအပြုံးကလည်းအတုရှိတယ်အစ်စ်ရှိတယ်အပြုံးအတုနဲ့အစ်စ်တော့တို့တက္ကရာကမတို့ခွဲတတ်တယ်မို့လားခွဲတတ်ပါလေကဲအပြုံးအတုနဲ့ပြုံးတာကောင်းလားအပြုံးအစ်စ်နဲ့ပြုံးတာကောင်းလားအပြုံးအစ်စ်နဲ့ပြုံးတာကောင်းပါလေခင်ဗျာအစ်စ်တော့ကြိုက်ကြပါဘူးနော်ဒီအဲ့ဆိုလို့ရှိရင်အပြုံးအစ်စ် ရအောင်ပြုံးကြည့်ရနော်အပြုံးကလည်းပဲအထင်မသိတဲ့ကျင့်စဉ်တစ်ခုပဲညာတို့တရားစကားသွားမှတရားထိုင်နေမှတရားရရလို့ညာတို့ထင်တာလားလူလောကမှာမိသားစုကိုလှုပ်ကျွေးနေရင်းနဲ့အပြုံးတရားကျင့်နေတဲ့လူတွေတပုံကြီးပြပြုံးပြုံးပြီးဒါပေမဲ့အပြုံးကလည်းအစ်စ်ပြုံးမှရမှာနော်ဘာပြုံးမှရမှာလဲခင်ဗျအစ်စ်ပြုံးမှရမှာဟေးအပြုံးတုနဲ့စစ်တော့အလုံးခွဲကြတတ်ပါလေ အပြုံးစစ်ကလေး10မိနစ်လောက်ပြုံးကြည့်10မိနစ်ကနေ9မိနစ်ပေါ့အဲ့ကနေတနာရီတနာရီကနေတရက်တရက်ကနေတစ်ပတ်အဲ့ကနေတစ်လတစ်လကနေတစ်နှစ်တစ်နှစ်ကနေတစ်တလုံးအပြုံးစစ်နဲ့ပြုံးနိုင်အောင်ကြင့်ကြည့်ပြနော်အပြုံးကြင့်စဉ်ကလည်းပော့ပော့သေးသေးမဟုတ်ဘူးနော်အဋ္ဌိယာဘုတ်၄ပါးရဲ့အချုပ်ကအပြုံးပဲဗျာနော်အေးပြုံးနေတဲ့လူတွေအဲ့ဒါပော့ပော့သေးသေးတော့မထင်နဲ့ဗျာမြန်မာပြည်သိန်းနံလူပြောရမယ်ဆိုရင်တော့ ခေသူတွေတော့မဟုတ်ဘူးဟေ။အပြုံးစင်းနဲ့ပြုံးနေတဲ့လူတွေကဘာတွေတော့ဟေ။ခေသူတွေတော့မဟုတ်ဘူး။အဲ့တော့ဒီနေ့သတို့သားပြုံးစင်းနဲ့ပြုံးနိုင်လား။သတို့သမီးကပြုံးစင်းနဲ့ပြုံးနိုင်လား။ကိုကိုကိုပြန်သုံးတတ်ပါတော့နော်။အပြုံးစင်းနဲ့ပြုံးနိုင်အောင်ကြိုးစား။ကဲပြုံးကျင်ရင်ဘာလဲတော့ပြီးတော့မင်္ဂလာဆောင်မင်္ဂလာဆောင်ဆိုတာကတို့ဒီမင်္ဂလာဆောင်ပြောတာမဟုတ်ဘူး။ နော်မင်္ဂလာရဲ့အသေးပေရပါလဲဆိုလို့ရှိရင်ဗုဒ္ဓမြတ်စွာဘုရားကတော့ဟောရတာ38ဖျာမင်္ဂလာလို့ကြားဘူးတယ်မလားကြားပါတယ်ဗျာအဲ့ဒါကိုအားလုံးကိုအတူချုပ်လိုက်မယ်အချင်းချုပ်လိုက်မယ်ဆိုရင်တခုတည်းပဲထွက်တယ်ဘာလဲဆိုရင်မကောင်းမှုကိုမလုပ်ရှင်းရမင်္ဂလာမကောင်းမှုကိုမလုပ်ရှင်းရဗါလဲတော့ဟေ့မင်္ဂလာပါဗျာအေကိုစီကိုစီမကောင်းမှုတွေမလုပ်ကြနဲ့တမိနစ်မကောင်းမှုမလုပ်ခဲနဲ့နေတမိနစ်မင်္ဂလာရှိတာပေါ့ဗျာ အဲ့ကနေတရက်တရက်ကနေတပတ်တပတ်ကနေတလတလကနေတနှစ်တနှစ်ကနေတသက်လုံးမင်္ဂလာတွေရှိအောင်မင်္ဂလာဆောင်ကြကိုစီကိုစီဆောင်မရမှာနော်မှန်ပါဗျာအေးကိုစီကိုစီမင်္ဂလာတွေမဆောင်တော့အခုဘာအတန်နေကြနေရအမင်္ဂလာတန်နေမကြနေရဘူးလားကြားနေရပါဗျာအေးမင်္ဂလာဆောင်ကြမင်္ဂလာဆောင်ရဲ့အထိပ္ပယ်ကိုနားလည်ပြီလားနားလည်ပါရဲ့ဗျာဓမ္မနေ့ဘာလို့မလို့ဓမ္မနေ့ပြုံးပြပြုံးပြုံးလေးနဲ့ပြုံးစစ်လေးနဲ့ မကောင်းမှုတွေမလုပ်နဲ့မင်္ဂလာဆောင်ဆိုတာဗါတဲ့တော့မကောင်းမှုကိုမလုပ်ရှင်းတာမင်္ဂလာပဲတမင်းနဲ့မကောင်းမှုကိုမလုပ်ဘူးဆိုရင်အဲ့ပုဂ္ဂိုလ်တမင်းနဲ့မင်္ဂလာရှိနေပြီနော်ကြိုးစားကြိုးစားမင်္ဂလာဆောင်ကြဘာလို့ရမလဲကိုစီကိုစီမင်္ဂလာဆောင်ကြဟုတ်ပြီလားကဲနောက်ဆုံးမင်္ဂလာလက်ဖွဲ့လေးပြီးခဲ့လိုက်ဦးမယ်နော် ေးတရားပစ္စည်းတော့မရှိဘူးလေနိနံလိုက်တရားပဲပြီးခဲ့လိုက်တယ်ကဲမတ်သူသာပြုရေမင်္ဂလာဆောင်ပြီးဆိုလို့ချင်းအတူတူအိမ်ခွဲနေရပြီဆိုလို့ချင်းတန်ခါဟိုဘုရားကုံတော်ကိုးပါးကိုဥထိပ်ထားပြီးတော့ကိုးလက်မတန်ခါကုံတော်ကိုးပါးကိုဥထိပ်ထားပြီးတော့ကိုးလက်မလောက်မောင်းလေးဝယ်ထားနော်ရှင်မြတ်ဘာလို့ခုလဲဘုန်းကြီးကစေတုံးဘုန်းကြီးအဆောင်ပေးတာနော် ပဇံမရှိဘူးဟဲ့ဆိုလို့ရှိရင်မောင်းလေးတိလိုက်မောင်းမောင်းမောင်းစင်မောင်းမောင်းဦးလေည10မိနစ်လောက်အဲ့နာမည်ကိုဖြောင်းကြက်ခရရသေးတယ်အဲ့တော့ပတ်သက်လို့ရင်ဘာလို့မောင်းမောင်းပတ်သက်ကပြောမယ်မောင်းလိုက်တာတိလိုက်ဘေးအနေနဲ့တွေ့ပြီဆိုလဲမောင်းမောင်းပေါ့ဟုတ်ပြီလားအေးခိုင်းကြရရှိရင်လဲမောင်းမောင်းပေါ့ဟုတ်ပြီလားအဲ့ဒါမောင်းလေးဆောင်တာမဲမောင်းဆိုလို့ကျွန်တော်တို့သင်မသိနေပြန်နော် ဲ့ဒီမင်္ဂလာငွေမောင်းကိုတကယ့်ရှေ့လောကီပညာရတစ်ဖက်ကမ်းတတ်တဲ့ပုဂ္ဂိုလ်ကြီးလောကုတ္တရာပညာမှာလည်းတစ်ဖက်ကမ်းတတ်တဲ့ပညာရှိဆရာတော်ကြီးတွေလူပုဂ္ဂိုလ်ဆရာကြီးတွေတီထွင်ပြီးတော့လောက်ခိုင်းထားတဲ့မင်္ဂလာငွေမောင်းပြန်ငွေမင်္ဂလာငွေမောင်းတန်ကြီးပြန်ကြားမှရမယ်နော်ဒါမှမင်္ဂလာပြန်ရှိနိုင်မယ်ခင်ဗျားတို့ဒီတန်ဖုံးကြီးကြီးခဲ့သေးတယ်မလားအေခံဘော့ မကုမင်္ဂလာငွေမောင်းပြန်တီးမှရမယ်နော်အိမ်တိုင်းအိမ်တိုင်းအန်ရဲကင်းကျင်တဲ့ကတ်ယောဂါကလွတ်ရှင်တဲ့ကတ်တီကနေပြီးတော့ကြော်လွားကျင်တဲ့ဆိုရင်ခင်ဗျားတို့မောင်းမောင်းလုံးကြမင်္ဂလာငွေမောင်းတံပြန်ပေးကြဟုတ်ပြီလားမင်္ဂလာငွေမောင်းတံဒီပြန်ပေးကြလို့ပြောရင်လည်းပဲအဲ့ဒါမင်္ဂလာလက်ဆောင်နော်တို့တတ်တမတို့တို့သမီးကိုလည်းပဲမင်္ဂလာလက်ဖွဲ့ပေးရင်ကြံတဲ့လူကြီးလည်းငါတို့မပါဘူးလို့တော့မထင်လိုက်တယ်နော်မောင်းတံဒီပြန်ကြားကြတယ် ဒါကြီးပြန်ကြားကြနော်အဲအဲ့တော့အားလုံးကိုအနစ်ဆုံးလိုက်မယ်ဆိုလို့ရှိရင်ပြုံးကျင်ရင်မင်္ဂလာဆောင်မင်္ဂလာဆောင်ပြီးရင်မင်္ဂလာမောင်းတန်ပေးဟုတ်ပြီလားမင်္ဂလာမောင်းတန်ပေးပြီးရင်အမြတမ်းပေးဝေပေးကြဟေးမင်္ဂလာမောင်းတန်ကြားတာနဲ့30ပုံမှာအမျှလိုချင်နေတဲ့ပုံပုံတွေအများကြီးရှိနေတယ်နော်မင်္ဂလာမောင်းတန်ပေးပြီးဘာလို့ရမလဲ အမြတမ်းပေးဝီပေးလိုက်ကြပါအာလုံးပဲအန္ဒီရကင်းပြီးရှင်၍တက်ဒီကိုကြောပါချမ်းသာပြီးတော့သာသနာပြုနိုင်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေဖြစ်ပါလိမ့်မယ်လို့ပြောရင်းနဲ့ပဲပြောစကားနားထောင်တဲ့လူတွေကြံ့နေကြလိမ့်မယ်ပြောစကားနားမထောင်တဲ့လူတွေကတော့သွားကြပါဗျာကိုယ်တိုင်နဲ့ကိုယ်ကံဗာတီးရမလဲမောင်တီးလေးဟေးအိမ်အောင်ကြပြီးပြီဆိုတော့လည်းမောင်တီးတော့နော်ဆက်ဆံလွင်လေမောင်မောင် နော်ဘေးရန်နဲ့တွေ့ရင်လည်းမောင်မောင်ဟုတ်ပြီလားတရိယာရင်လည်းမောင်မောင်လွမ်းရင်လည်းမောင်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 နာပြန်ပြီးတော့ဟေ့ဟုတ်ပြီလားကဲတော့အားလုံးပဲမှတ်မိကြပြီဆိုပါလေနော်ကဲကိုစီကိုစီအားလုံးသာသနာပြုပုဂ္ဂိုလ်ကြီးတွေဖြစ်နိုင်ပြီတကလားတစ္ဆာလေးပါးကိုထိုးထွင်း၍သိမြင်နိုင်သောဉာဏ်ထူးဉာဏ်မြတ်အတိထူးသိမြတ်ကိုရရှိနိုင်ကြပါစေကုန်တည်းသာဓုသာဓုသာ